ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုတင်ဆက်ပေးမယ်အကြောင်းအရာကတော့ AIA တို့စွာအမခမန္တလေးအထိပြင်လာပြီးရင်းသူများပေါ်ပြပါမယ်တို့များကြောင့်မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ကစ္စတန်စစ်ပွဲတွေဖြစ်ဖို့တာဆူနေပါပြီ။ထို့တူမှာ ဗမာပြည်တွင်တော်လိုင်းရေးစစ်ပွဲတွေဟာလည်းတနေ့တခြားအရှိန်မြင့်တက်လို့လာနေပါတယ်ဒီနေ့ဆိုရင်မကွေးတိုင်းမင်းလှဗမောမိုးပြေအစရှိတဲ့ဒေသတွေမှာပြင်းထန်တဲ့တိုက်ပွဲတွေနဲ့အတူတိုင်းသာအီအောက်တပ်ဖွဲ့များနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ရဲ့အောင်ပွဲအလီလီရရှိမှုတွေကိုကျွန်တော်တို့တွေ့ရှိနေရပါတယ်ပထမဦးစွာအိန္ဒိယနဲ့ပါကစ္စတန်မကြခင် စစ်ပွဲကြီးဖြစ်ပွားတော့မလားဆိုတဲ့အရေးအယောင်ကြီးတွေ့နေရတဲ့အပြင်လာရှိုးကိုတရုတ်ဟာမြန်မာပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်ပြီးစိုးမိုးထိန်ချုပ်ဖို့ကြိုးစားနေတဲ့အခြေအနေမှာဒီကနေ့နောက်တစ်ဆင့်ဘင်္ဂလားဒေ့ရှ်နဲ့တရုတ်ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံတဲ့အချိန်မှာရင်းကြများကိုရခိုင်ပြည်နယ်မှာတီးကြပြည်နယ်တီထောင်ပေးဖို့တရုတ်ကိုအဆိုပြုတယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်။တဟား ူတော်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုမလေးစားဘဲဝင်ရောက်ဆွတ်ဖက်နေတဲ့တရုတ်နဲ့ဘင်္ဂလားဒေ့ရှ်တို့ရဲ့လုံရက်ကိုကျွန်တော်တို့ထင်ထင်ရှားရှားမြင်နိုင်ပါတယ်ကျွန်တော်တို့ရဲ့အင်ဂျီဂျင်နိုင်ငံတွေဖြစ်တဲ့တရုတ်ဘင်္ဂလားဒေ့ရှ်အိန္ဒိယအစရှိတဲ့နိုင်ငံတွေဟာကျွန်တော်တို့နိုင်ငံကိုရင်နစ်နေတဲ့အခြေအနေမှာဝါကူထိုးနေကြတာမျိုးမလုတ်တင်ဘူးလို့မြန်မာပြည်သူများကတိတိကျကျယူဆနေကြပါတယ်တစ်ဖက်မှာလည်း တော်လိုင်းတိုက်ပွဲတွေတော်လိုင်းစစ်ပွဲတွေနဲ့ပတ်သက်ပြီးဒီကနေ့ဗမော်အခြေအနေကိုအရင်ဆုံးပြောပြခြင်းပါတယ်ဗမော်မှာစက္ခခ21ပြင်းထန်တဲ့တိုက်ပွဲတွေထိတွေ့မှုတွေဖြစ်နေပြီးတော့ဗမော်နဲ့ပတ်သက်ပြီးဗမော်ကိုဝိုင်းဝိုင်းပတ်ပိတ်ဆို့စက္ခခ21ကိုပြူချဖို့ဖြူချဖို့ကာကင်းနေမှန်သမျှသိမ့်ပိုက်နိုင်လိုက်ပြီဆိုတဲ့သတင်းလေအားလုံးသိပြီးသားဖြစ်မယ်လို့ထင်ပါတယ်ဒီကနေ့မှာတော့ ဗမောရဲ့စကက28အနည်းဆုံးထိကချင်း KI ဒူဝါတို့ဟာဖိုးစစ်စင်တိုက်ခိုက်ရဲ့ရှိပါတယ်။တပြင်းမှာမြေကြီးနာလေရင်ခွင်းကိုလက်နက်ကြီးတွေကြောက်ရောက်ပောက်ကွဲလို့မြေကြီးနာတမျိုးလုံးကြီးလန့်စားစားဖြစ်နေတဲ့အခြေအနေလည်းတွေ့ရပါတယ်။ဤနာလေရင်ခွင်းကစိုင်ချို့တော့ပိတ်ကုန်ပြီလို့သိရပြီး လက်လက်ကြီးတွေနဲ့ဘယ်ကပစ်နေလဲဘသူပစ်နေလဲဆိုတာကိုတော့မြို့ကန်တွေကမသိရှိဘူးလို့ဆိုပါတယ်ဧပြီလ25ရက်ည7:00နာရီမှာမြေကြီးနားမြို့မှာရှိတဲ့စစ်ကောင်စီမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလက်လက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့ပြီးစစ်တပ်ရဲ့လက်အောက်ခံနမ်စီရီယန်ဝန်ထမ်းတွေရဲ့မလီခအိမ်ယာဝင်းတွင်းတို့ကြောက်ရောက်ပောက်ကွဲခဲ့တယ်ဆိုတာလေထုတ်ပြန်ခဲ့ကြပြီ ဖြစ်ပါတယ်အဲ့တော့ဗမော်ကိုကြည့်မယ်ဆိုရင်မန္တလေးဗမော်မြစ်ကြီးနားလမ်း ဗမော်မဝိုင်းမော်အထိတရားရှိမိုင်အတွင်းမှာတရင်ဌာနချုပ် viewer စကန်တစ်ခုမှမရှိအောင် KI ဟာတင်ပိုက်ထားလိုက်နိုင်ပြီဖြစ်ပါတယ်မိုးမောက်ဒါဆိုင်နွမ်လန်းကုံလောမြို့တစ်တော့ဖုံးရန်ရွှေညောင်းပြီဒါရီအပြင်ကိုဝိုင်းမော်အခြေစိုက်ခလာရ58 and H31 တောင်ဘက်ကချင်ပြည်နယ်အဆက်ထိတော့ ရှင်းလင်းဖို့調査နေတဲ့အချိန်ကိုတွေ့ရပါတယ်ရွှေကူနဲ့ငါးအိုးဒေတာတွေဖြစ်ပါတယ်ရွှေကူဟာဗမော်ခရိုင်ကချင်ပြည်နယ်ကလေး56နဲ့ခမရ600နဲ့အခြေစိုက်တဲ့ဒေတာဖြစ်ပါတယ်အေယဝရီမြေအရှိတ်ဘက်ကမ်းမှာတည်ရှိပါတယ်ငါးအိုးကတော့မဘိမ့်မြို့နယ်မိုးမိတ်ခရိုင်ရှမ်းပြည်နယ်အတွင်းမှာရှိတယ်ဆိုပေမဲ့မဘိမ့်မြို့နယ်ဟာကီယာတို့နေပြီငါးအိုးဟာတော့ ခလာရ121အခြေစိုက်ပါလေအင်အားနည်းနေတဲ့ငါးအုပ်ကို အရင်ရပြီဆိုရင်တော့ရွှေကူကခလာရ56နဲ့ခမာရ600နှစ်တော့ကြားညက်ပြီးအလွန်လွယ်ကူစွာတိမ့်ပိုက်ထိန်ချုပ်နိုင်ပါပဲဖြစ်ပါလေအေယော်ဒီအရှိကမ်းမှာရှိတဲ့ဗမော်ကိုထိုးနေတဲ့ KIA တပ်မဟာတွေဟာကတာခမာရ309အင်းတော့ကိုထိုးရတဲ့စစ်လေသား1 ကဲ PDF ကရဲဘော်တွေအများပြပေါဝင်နိုင်တယ်လို့အကြံပြင်းယူဆလို့ရပါတယ်ဆိုတော့လက်တွေ့မြေပြင်ထိုးစစ်ဆင်စူပေါင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအတိအကျဖော်ပြဖို့ခက်ခဲနေပေမဲ့ KIA PDF ပူပေါင်းတပ်တွေရတရားတွေတိုက်ခိုက်နေတယ်ဆိုတာကိုတော့ကျွန်တော်တို့လေ့လာ တွေ့ရှိထားရပါတယ်အဲ့တော့ဒီနေ့ဆိုရင် အရာဒီတာပိမြစ်แท้ကိုရှိဝင်နေမြစ်ဆုံးကိစ္စစကက28ရဲ့အနောက်မှာတာပိမြစ်ရှိပါတယ်စကက27ရဲ့အရှိမှာလေစိတ်ပဝင်းကျေကတည်ရင်နေအားလုံးအရင်ကတိမ်မိတာအချိန်ခလိုက်ရ1 3 6ကားတော့34တင်ကားတည်ရင်နေ9006တန်ချက်ကတည်ရင်အမြောက်တက်366ကိုငကူကလာတဲ့ကတိမ့်ပိုက်ပြီးသားအချိန်ကြီးဆိုတော့ တာပိန်မြစ်အရာဝီတဲကိုစီးဝင်နေမြစ်စုံမြောက်ဖက်ကစခကနစတိမြောက်ဖက်ကအဲ့ထိရောက်ရှိလာနေတဲ့စခကနစတိကိုဝိုင်းပတ်ပိတ်ဆို့ထားနိုင်တဲ့ကယ်တို့ရဲ့မဟာပြူဟာကိုကြည်ချင်းအဖြစ်စခကနစတိဟာဘေးပတ်ပတ်လေကျိုးဝိုင်းတောက်ရောက်သွားပြီးအလဲထိုးခံရမယ့်အခြေအနေလို့ ကျွန်တော်တို့တိတိကျကျပြောလို့ပါတယ်။ဒါပြင်မိုးပြင်းမှာကင်းဒီပြင်းနဲ့မိုးပြင်းမြို့ကိုဧပြီ28နေ့မှာအင်အား300နဲ့စစ်ကြောင်းထိုးလာတယ်လို့ကျွန်တော်တို့သိရှိခဲ့ရပါတယ်။လက်နက်ကြီးလေရင်တွေနဲ့ဒရဇက်ပစ်ကတ်တိုက်ခိုက်နေပြီးပြည်သူကာဝေးတော်လှန်ရေးတပ်ဖွဲ့တွေကကာကင်းတစ်ခုလက်လွတ်လိုက်ရတယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်ဟာမိုးပြဲကိုပြန်လဲထိန်းချုပ်နိုင်ဖို့အတွက် ခမရ၄နှစ်နှစ်တပ်စခန်းင်းကနေပြီးတော့ငိုပြဲမြို့တွင်းသို့အေပလာ28ရက်နေ့အင်အား100ကျော်အေပလာ28ရက်နေ့မှာအင်အား300နဲ့စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်အဲ့တော့စစ်ကြောင်းထိုးတဲ့ကာလမှာပြင်းထန်တဲ့ထိတွေ့တိုက်ပွဲတွေတရဆက်ဖြစ်နေပြီးတော့မိုးပြဲ PDF တပ်ရင်းတစ်ကရဲဘော်တဦးကြာဆုံးထားပါတယ်တော်လိုင်းတပ်ကကာဂင်းတစ်ခုပေးလိုက်ရပြီး ချိန်မုံကြီးရဲ့ဘော်ကြာဆုံးနေဆိုတဲ့သတင်းကိုလည်းဘျူဟာတက်ကထုတ်ပြန်ထားပါတယ်။ဘတ်စစ်တက်စစ်ကောင်စီမင်းအောင်လိုင်တက်ဟာတော့ဖဲကုန်းလိုင်းကိုပတ်ကနေလဲလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်နေပါတယ်။ညနေ၄နာရီဝန်းကျင်ဧပြီလ28ရက်နေ့မှာဝါရီခေါ်ကြည်ရောင်နေအမျိုးသားတပ်ဦးလက်နက်ကြီးထိမှန်တိတ်ဆုံခဲ့ရပါတယ်။မိုးပြဲမြို့နေတဲ့ပြည်သူလူထုတွေနဲ့အထူးဂီယူဆိုင်ကြဖို့မိုးပြဲမြို့အတွင်းဖြတ်တန်းသွားလာ ရင်းများမပြုတ်ကြဘူးဘီလူကဝေးတက်မတော် PDF နဲ့ရှမ်းတောင်ဖြူဟာထစ်တစ်ဒင်းဒီမျိုးသားများကာကွယ်ရေးတက်မတော် KNDF တို့ကဧပြီလ28ကဒီကနေ့မှာထုတ်ပြန်ကြေညာလာပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိဒီအခြေအနေဗမော်ကရင်ဒီဒတ်အခြေအနေတွေကိုပြောပြီးမကွေးမင်းလအခြေအနေများကိုကျွန်တော်တို့ဆက်ပြောကြမှာဖြစ်ပါတယ်ဒါပြင်မှာ ရခိုင်ကြောက်ဖြူကဒူးရတဲ့အခြေအနေတွေရှိတယ်လို့စစ်တွေမျိုးကိုတိမ့်မှ ဖြစ်တော့မယ်ဆိုတဲ့အခြေအနေတွေလည်းရှိနေပါတယ်။ဒါတွေမပြောရင်ပါဒီကနေ့ဒီကနေ့အမျိုးဘာသာသာသနာဆိုပြီးမဘာသာတွေတန်သေးတန်ကြောင်နဲ့អော်တဲ့အတန်တွေတိတ်နေတာကိုတွေ့ရပါတယ်။လာရှိုးမှာတရုတ်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုကျွန်တော်ညမာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်မှုနဲ့ပတ်သက်ပြီးတော့ မြန်မာပြည်သူတရလုံးဟာအန်တဂျိတ်ဂျိတ်နဲ့တရုတ်ကိုဖိဆန်အာခံတုံ့ပြန်ဖို့နေညာမပြတ်စဉ်းစားနေတဲ့အချိန်မှာဒီကနေ့ထပ်ပြီးတော့ဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေ့ရှ်မှာလွတ်လပ်သောပြည်နယ်တစ်ခုထူထောင်ပေးဖို့ဆိုပြီးဘင်္ဂလားဒေ့အစ္စလာမစ်ပါတီကတရုတ်ကိုအဆိုပြုတယ်လို့ကျွန်တော်တို့သိရပါတယ်။ရိုဟင်ဂျန်ဘင်္ဂလီအများစုနေထိုင်တဲ့ရခိုင်ပြည်နယ်ကိုလွတ်လပ်သောပြည်နယ်တစ်ခုတည်ထောင်ပေးရန ဘင်္ဂလားဒေ့ချ်အချီနာအစ္စလာမစ်နိုင်ငံရေးပါတီတခုဖြစ်တဲ့ဂျာမတ်အီအဆာရီအဖွဲ့ကတရုတ်ကွန်မြူနစ်ပါတီ CCP ကိုတွဲဆုံတဲ့အချိန်မှာအဆိုပြုလာတယ်လို့သတင်းများထွက်ပေါ်လာပါတယ်တွဲဆုံမှုအပြီးမှာသတင်းတော်များကိုသတင်းထုတ်ပြန်စဉ်ကာလအစ္စလာမစ်ပါတီရဲ့ဒုတိယခေါင်းဆောင်ဂျာမတ်နိုင်ဟီအမီစီယက်အဗဒူလာမူဟာမတ်တာဟီကဘင်္ဂလားဒေ့ချ်မှာရိုဟင်ဂျာတိတ္တသမားနှစ်တန်းရှိနေပါတယ် သူတို့ကလူသားမဆန်တဲ့ဘဝကိုဖျက်ဆီးနေကြပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်အတွင်းမှာရွန်ဂျာဘင်္ဂါလီများအတွက်လွတ်လပ်သောပြည်နယ်တစ်ခုတည်ထောင်ပေးဖို့လိုအပ်ကြောင်းကြေကြာပါတယ်။တရုတ်ကိုအဆူပြုတ်နေလို့ပြောပါတယ်။ဒါဆိုရင်ဘင်္ဂလားဒေ့ရှ်ကတရုတ်ကိုဒီစကားပါလို့ပြောတာလေ။ကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာစီမံခံခွဲပိုင်ခွင့်ကိုတရုတ်ကလွှမ်းမိုးဆွတ်ဖက်နိုင်တယ်လို့အတိအကျယုံကြည်ယူဆနေလို့တာ ီစကားကိုပြောတာဖြစ်ပါတယ်အရှိမတက်သည့်ဖြစ်ရများရှိခဲ့ပြီးပြီဖြစ်ပါတယ်လာချိုးပြည်တွင်းတိကျွန်တော်နိုင်ငံအချုပ်ချာအာဏာပိုင်လာရှိုးတဲ့တိတရုတ်ဟာပျောင်ပျောင်တင်းတင်းနဲ့ပြည်တွင်းရင်းနဲ့အချုပ်ချာအာဏာကိုထိပါလာတာကိုတွေ့ရပါတယ်တရုတ်ထက်မှန်ထိပါနိုင်ဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းဒီနေ့တွန်းအားပေးပြန်ပါပြီဆိုတော့နိုင်ငံတကာ ကမ္ဘာဥပဒေများကမ္ဘာကျင့်ဝင်များကိုမလိုက်နာတဲ့တရုတ်ဟာမြန်မာနိုင်ငံရဲ့ပြည်တွင်းနဲ့အချုပ်အခြာအာဏာကိုပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့အဖြစ်မှာမြန်မာပြည်သူလူထုကိုတပ်ဖြတ်နေတဲ့အကြမ်းဖက်အနေနဲ့ရုတ်မာနေတဲ့မင်းအောင်လိုက်အကြမ်းဖက်ဖက်စစ်တပ်ကိုပြည်သူကိုတပ်ဖို့လက်နက်ငွေချင်းနဲ့အစရှိတဲ့ဤပညာများကိုလည်းထောက်ပံ့ကူညီမှုရှိနေတယ်ဆိုတဲ့အကြောင်းဒီနေရာကနေတိတိကျကျပြောကြားလိုပါတယ် တိတ်ဝရဲ့ဝင်ရောက်ဆွတ်ဖက်မှုပြည်သူ့အကြမ်းဖက်တပ်ပြက်နေတဲ့အကြမ်းဖက်မင်းအောင်လှိုင် အာဏာသိမ်းဖက်စစ်တပ်ကိုလက်နက်ခေယံပတ်စံများနဲ့ဤပညာမှာကုညီပေးမှုနဲ့ပတ်သက်ပြီးကဘာကြီးရဲ့မြည်သည့်ဥပဒေများမှတရုတ်နိုင်ငံကိုအရေးယူနိုင်ခြင်းမရှိတာဘူးတော့ကျွန်တော်တို့အင်မတန်ဝမ်းနည်းမိပါတယ်မြန်မာပြည်သူတရလုံးဟာလေကဘာကြီးမှာလူသားချင်းစာနာတော့ တရားမျှတမှုကိုလိုလားသောအဖွဲ့အစည်းလူပုဂ္ဂိုလ်နိုင်ငံတွေမရှိတော့ဘူးလားလို့မြန်မာပြည်သူလူထုတရလုံးကမေခွန်းထုတ်နေပါတယ်တရုတ်ရဲ့ဆွတ်ဖက်မှုဟာမြန်မာနိုင်ငံရဲ့အနာဂတ်ကိုဖျက်ဆီးနေတယ်တရုတ်ရဲ့ဆွတ်ဖက်မှုဟာမြန်မာနိုင်ငံရဲ့မျိုးဆက်ပေါင်းများစွာကိုမျှော်လင့်ချက်မိတ်စေတယ်တရုတ်ဟာမြန်မာပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်တယ် မြမတင်ရန်ဇာတာများကိုဂုတ်သွေးဆုပ်အမျက်ထုတ်တယ်။မြမပြည်ရင်းကိုဝင်ပြီးကာစီနိုလောင်းကစားဆေးပြားနိုင်ငံတကာဥပဒေမြမနိုင်ငံဥပဒေများနဲ့မညီတဲ့လုံရက်ပြောင်များစွာကိုလုပ်တယ်။ဒါနဲ့ပတ်သက်ပြီးတရုတ်ကိုထောက်ပံ့အကူအညီပေးနေတာဟောပေးနေတာကတော့လက်ရှိပြည်သူလူထုရွေးချယ်တင်မြောက်ထားတဲ့အစိုးရကိုမတရားဖန်ဆီးပြီးအာဏာသိမ်းထားတဲ့အကြမ်းဖက်ဖက်ရှစ်တပ်လူယုံမှမင်းအောင်လိုက်တက်နေအတူတရုတ်ဟာ ကဘာကြီးတစ်ခုလုံးရဲ့ဥပဒေများကိုပြောင်ပြောင်တင်းတင်းချိုးဖောက်အနိုင်ကျင့်ဗိုလ်ချဆွတ်ဖက်နေကြောင်းတကဘာလုံးကမတိကျင်အောင်ဆောင်နေမှုနဲ့ပတ်သက်ပြီးညီမပြည်သူလူထုဟာအင်မတန်မှစိတ်မကောင်းဝမ်းနေစိတ်ပြက်မှုတွေတွေ့နေရပါတယ်တစ်ဖက်မှာစကိုင်းငလင်ဆိုတဲ့ညီမငလင်ပေးတစ်ဖက်မှာအကြမ်းဖက်ဖက်စစ်တပ်ရဲ့လင်နဲ့ဘုံကျဲမှုကြောင့်တည်ကျပျက်စီးမှုတွေတစ်ဖက်မှာ စစ်ပွဲကြောင့်ပြေးရှောင်ဖွက်ပြေးနေရတဲ့စစ်ဘေးတင့်နေတန်းဒီတန်ရတန်ချက်တွေကိုအန်ချိတ်ခံရင်အကျိုးစီးပွားနေတဲ့သာလဲပတ်နေသောကဘာကြီးရဲ့ဥပဒေသားများအပေါ်မှာအင်မတန်မှရှုံမားတန်လျာဖြစ်နေတယ်ဆိုတဲ့အကြောင်းအဝေးကူစားဒီနေရာကနေတင်ပြလိုပါတယ်။ကဲမင်းလာတဲ့ရင်ဆက်လိုက်အောင်။မကွေတိုင်းမင်းလာမှာစစ်ကြောင်း၃ချိန်၃ချိန်စစ်ကြောင်း 偷的拿白嘛，顶你水呢？明啦，你不得比哟！别的呢，大部的色嘞，撇不完的吧嘞。那一时代，东一时代，是将东京、南京处理的明啦。是将是将土来的，是将土来的，不是的也。是将有多人搞为得罪个，万万别说脱皮喽。他也破衣服，也稍微脱皮多干嘛嘞？脱皮干嘛？ အလံဖြူတော်လက်နဲ့ချအလံဖြူတော်လက်နဲ့ချဖို့ကြိုးစားတော်လေဖတ်စစ်တက်ဟာအလံဖြူထောင်နဲ့တက်တွေအပေါ်ထွက်ပြေးတဲ့သူ့ရဲဘော်တွေအပေါ်မှာဖတ်စစ်တက်လေမြန်နဲ့ MI 35နဲ့သူ့တက်သူပြစ်တက်တဲ့အခြေအနေမျိုးတွေကိုလည်းတွေ့ရပါတယ်ဒါကြောင့်ဒီကနေ့မှာဒီနေ့မနက်ပိုင်းမှာပဲပေါ့နော်ဒီအခြေအနေတွေဖြစ်ခဲ့တာဖြစ်ပါ ရွာတွေကိုတောက်လျှောက်တွေးသည်မဖျက်ဆီးပြီးမီးရှို့လူသက်မရင်းချင်းမှုတွေအများပြားလုပ်ခဲ့ပါတယ်ပြည်သူခုနှစ်ဦးကိုလည်းအကြမ်းဖက်ဖမ်းဆီးတပ်ဖြတ်ထားတယ်လို့သိရှိထားရပြီးမင်းအောင်လိုင်းအာနာသိန်းဖက်စစ်တပ်ဟာရှင်းဝင်မဲ့တဲ့လူသက်မရင်းမှုများကိုတရဆက်ကျူးလွန်နေတဲ့တိုင်းပြည်ရဲ့ဖြက်စီးတဲ့တိုင်းပြည်ကိုဖြက်စီးတဲ့ဓမြတပုံတက်အဖြစ်ရောက်ရှိနေတာကိုလည်း ဘယ်သူမှငင်းစရာမရှိပါဘူးအဲ့တော့စစ်ခွေးတစ်ချောင်းလုံးစစ်ချောင်းတွေတက်ပြတ်သွားပြီအတိအပြအရမ်းများတယ်ဒဏ်ရာတွေရတာအရမ်းများတော့အလံဖြူထောင်နေအလံဖြူထောင်တာကိုတသားတစ်တွေကဆောင်ရွက်တယ်လို့ကျွန်တော်တို့သိရပြီးအဲ့အလံဖြူထောင်တဲ့လူတွေကိုရဟတ်ရင်နေချက်ဖိုက်တာတွေနဲ့ပြစ်ချတုတက်သူပြန်ပြစ်တာမျိုးတွေတွေ့နေရပါတယ်ချက်ဖိုက်တာကတော့ဘုံကျဲဖို့တာဆူနေပြီးရဟတ်ရင်ကတော့ ောင်းလျှောက်ပတ်ဖြစ်နေတာပါပြည်သူလူထုတောင်းတဲ့ချီထွက်ပြေးနေရပါတယ်ကြောင်းရွာရွေးကုန်ခွတ်မစမ်းဖို့ထောက်ကျန့်ပတ်တန်းဂန့်ကော်ပင်ကမြင်မင်းအင်ဂျင်ကုန်စမ်းတောင်ခွေဒီအုပ်စုတွေမှာရှိတဲ့ကျေးရွာပေါင်း20ကျော်ကတောင်းတဲ့ချီတဲ့ပြည်သူတွေအကြမ်းဖက်မင်းအောင်လှိုင်ဖက်စစ်တပ်ရဲ့လေကြောင်းပုံချဲမှုကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ် ဒါမကွေတိုင်းမင်းလာမျိုးရဲ့နောက်ဆုံးအခြေအနေဖြစ်ပါတယ်။ဒါပြင်မှာမနေ့ကကြံခဲ့တဲ့သတင်းတပုတ်ကြီးပြန်ပြီးကောက်ဆက်ချင်ပါတယ်။မနေ့ကကိုကိုကိုပြစ်တက်လို့တည်သွားတယ်လို့ကိုကိုကိုဆူဆိုက်လုသွားတယ်ဆိုတဲ့ဗိုလ်ကြီးဟာဆူဆိုက်လုသွားတာမဟုတ်ပါဘူး။နောက်ကြည်ဝင်သွားတယ်လို့သိရပါတယ်။မနေ့ကကဲနလီတက်မဟာလေးလာတိမ့်ပိုက်လိုက်တဲ့စခန်းဒီစခန်းမှာတပ်သား20 16ဦးကလက်နက်ချတယ်ကျန်တဲ့လူတွေကလက်နက်မချလို့ပြစ်ခတ်ဖမ်းဆီးလိုက်ရတယ်ပေါ့နော်အဲ့ဒီမှာဗိုလ်ကြီးတဦးဟာပြင်းထန်တဲ့အမိတ်ကိုပေးတယ်လို့သိရပါတယ်ပြင်းထန်တဲ့အမိတ်ပေးတဲ့ဗိုလ်ကြီးကတော့စခန်းကိုဥဆောင်နေတဲ့ဗိုလ်ကြီးပေါ့သူကလက်နက်ချတဲ့ကောင်ငါနဲ့တွေ့မယ်လက်နက်ချရဲချပြီးလို့ပြောတဲ့အချိန်မှာသူ့ရဲ့တတ်တော်ဆောင်ကပဲဒီဗိုလ်ကြီးကိုပြစ်ခတ်လိုက်တယ်လို့ကျွန်တော်တို့မနေ့ကတရေရဲ့နောက်ဆက်တွဲတရေကြားရပါတယ်ဒါကြောင့်မို့ဖက်စစ်တက် အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ဖက်စစ်တပ်ထဲမှာမတရားတဲ့အမိတ်တွေကို ပေးပြီးမတရားတဲ့အမိတ်တွေကိုပေးပြီးအသက်သေခိုင်းနေတဲ့အခြေအနေတွေကိုမင်းအောင်လှိုင်ဖက်စစ်တဲ့အကြမ်းဖက်တဲ့ရဲ့လက်အောက်မှာအမှုထမ်းနေတဲ့စစ်မှုထမ်းတွေစစ်သားတွေဟာအထက်အရာရှိတွေကိုပြစ်ခတ်ရှင်းလင်းမှုတွေလှုပ်ဆောင်တာဒီဒီချိန်တည်းတွေမကတော့ပါတပ်တွင်းဖွဲ့စည်းပုံဖီယိုပရဲ့ပြက်စီးနေတဲ့အခြေအနေဖြစ်ပါလေ ဗမော်ရဲ့နောက်ဆုံးအခြေအနေကိုပြောပြရင်ကျွန်တော်ဒီသတင်းကိုဒီကိုချုပ်ပါမယ်။ဗမော်စကခ21ထဲမှာတပ်မိသားစုဝင်တွေပါတေချေပျက်စီးမှုတွေရှိနေပါတယ်။အပြစ်မဲ့ပြည်သူတွေတပ်မိသားစုဝင်ဆိုတာစစ်တိုက်တဲ့လူမဟုတ်ပါဘူး။ဒါပေမဲ့စကခ21မှုရဲ့အမိတ်ရတပ်မိသားစုဝင်တဦးတယောက်မှပြင်ပကိုထွက်ခွာခွင့်မပေးဘဲလူသားတစ်တိုင်းလုတ်ပြီး မတရားတဲ့စစ်ပွဲရှုံးမဲ့စစ်ပွဲကိုအသေးခံတိုက်ခိုင်းနေတဲ့အခြေအနေမျိုးကိုမရောက်နိုင်ဂျမန်ဘတ်စစ်တလောက်မှအမှုထမ်းနေတဲ့အရာကြီးရကအချက်စစ်တီအလုံးတိရှိဖို့တပ်မိသားစုဝင်တွေကိုစခခ27မှာလူသားတစ်တိုင်းလုတ်ပြီးရှုံးမဲ့စစ်ပွဲကို အသေးခံတိုက်ခိုင်းနေကြောင်းတင်ပြရင်းပြည်သူတော်လှန်ရေးမုတ်ချအောင်ရမည်မြမຫນွေဦးတော်လှန်ရေးဟာ ဒီကနေ့ဆိုရင်မတရားအာဏာသိမ်းတဲ့အကြမ်းဖက်ဖက်စစ်တပ်ကိုအန်တုရင်ဆိုင်ထိတ်တိုက်စစ်ဆိုင်နိုင်စွမ်းရှိပြီဆိုတာလက်တွေ့မြေပြင်များကပြတ်သားနေပါတယ်ဒါကြောင့်မို့အာဆီယံနိုင်ငံတကာနဲ့တကွအိန္ဒိယနိုင်ငံများဟာပြည်သူလူထုကအာတိဒဆန္ဒဖြင့်အကြမ်းဖက်မတရားအာဏာသိမ်းတဲ့မင်းအောင်လှိုင်ကို ဖတ်စစ်တက်ကိုပြန်လေခုကံကာဝယ်တော်လန်တိုက်ပွဲစင်နေခြင်းများကိုအမှန်တိုင်းသိမြင်စေပြီးအပြစ်မဲ့ပြည်သူလူထုဘက်ကလူသားချင်းစာနာမှုဖြင့်ယက်တီပေးကြပြီးမြန်မာနိုင်ငံအနာဂတ်ကိုအင်းကြီးချင်းကောင်းပြည်သွတ်စာပါဝင်ကူညီတိရှောက်ပေးပါရဲ့လူမြတ်ကျော်ကလေးစားစွာတိုက်တွန်းပါတယ်ကျွန်တော်ဒီဗီဒီယိုတွေကိုအင်္ဂလိပ်စာတန်းထုတ်ဖြစ် ြောကြားဖို့စီစဉ်နေတာပြတ်တာဖို့စီစဉ်နေတာဖြစ်တဲ့အတွက်မာရွေများရှိခဲ့ရင်နားလည်ပေးပါရဲ့နိဖြည့်ဆွတ်နားလည်ကြည့်ရှုပေးပါတရင်ပုံစံတင်ပြမှုပုံစံစကလုံးပီတာမှုပုံစံတွေကိုစနစ်တကျပြောရတဲ့အတွက်အတွေးခေါ်သဘောတရား ideology တွေနဲ့ဝေဖန်မှတ်ချက်ပြုမှုဗီဒီယိုတွေကိုတော့တည်တံ့လုံးမှာဖြစ်ပြီးတရင်တင်ပြမှုပုံစံကိုတော့ English version English sound and topic တင်ပြမှာဖြစ်တဲ့အတွက် စကလုံးပြောဆိုခြင်းများနဲ့ပတ်သက်ပြီးမှားယွင်းမှုများရှိခဲ့ရင်နားလည်ပေးဖို့ဒီနေရာကနေလေးလေးစားစားတောင်းမယ်ရင်ကျွန်တော်တို့ပြည်သူလူထုကပြည်သူလူထုတည့်ရလုံးကအတူလက်တွဲပါဝင် တော်လန်နေသောနှွေဦးတော်လန်ကြီးမတရားအာဏာသိမ်းထားတဲ့အကြမ်းဖက်ဖက်စစ်တပ်ရဲ့မတရားရုပ်မာတဲ့လှုပ်ရဲများကိုပြည်သူတည့်ရလုံးတော်လန်နေခြင်းဟာ မုတ်ချအောင်မြင်ရမယ်လို့ ကဘာကြီးကိုကျွန်တော်တို့တွေးကြော်ရင်ဒီနေ့ညတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါ